အားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးမင်းသူဝင်ရေးသားတဲ့ကလေးပုံမြင်များတဲ့မှမျိုးချင်းတူမှကြည်ပြူသည်ဆိုတဲ့ပုံမြင်ကလေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်ကျမကတော့စာဖတ်သူရွှေရီပဲဖြစ်ပါတယ်မျိုးချင်းတူမှကြည်ပြူသည်ခင်းကမြည်ဤလှိုင်းလုံးတို့သည်ပလဲရောင်ရေမြုပ်တို့ဖြင့်ပျောက်ကြားရှိသည်မြေကမ်းနှစ်ဖူး၌ယသိတို့တရားကျင့်ရာ ကျောင်းသင်ခန်းရှိသည်ယသိတို့သည်နေ့စဉ်နေတိုင်းကျမ်းစာတို့ကိုလေ့လာသင်ကြားကြသည်ဂါထာမန္တန်တို့ကိုရွတ်ဖတ်သည်ဆိုကြသည်ရင့်နှက်ကို ပူဇော်ပတ်တကြသည်ပင်မဆင်းရဲမှုကိုတီးခန့်ချိုးဆန်ကြသည်သူတို့သည်တိဥတ္တဖုတည်သည်တိရွက်ကိုသာ စားကြသဖြင့်ပိန်ကြုံကြသည်တိခောက်ထဲကိုသာခါးတွင်ဝစ်ကြသဖြင့် ကူတုံးလုံးကဲ့သို့ဖြစ်ကြသည်တဏီသောအခါယသိဆရာကြီးသည် ခင်းကာမြည်ဤရေစင်ကို ချိုးတုံး၍ကရင်ကိုစေးကြောနေ kait တွင်စွန်တုပ်လာသောကြက်မငယ်တကောင်သည်ယသိဆရာကြီးဤလက်တွင်းသို့ကျလာလေသည်ဆရာကြီးသည်ကြက်မငယ်ကိုညောင်ရွက်ပေါ်တွင်တင်ထားပြီးလျင်မိမိဤတကိုးအိတ်တိပတ်ဖြင့်လူမင်းကလေးဖြစ်အောင် ဖန်ဆင်းကကျောင်းသင်ငန်းသို့ခေါ်ဆောင်မွေးမြူထားလေသည်သူကိုမဲကျဲမဟု၍ခေါ်ကြပါစို့မဲကျဲမအွေရောက်သောအခါယောက်ျားပေးစားမှမိဘဝတ္တရားကြည်ပြုံတော့မည်ဟုစဉ်းစားမိ၍ရသေးကြီးသည်ယောက်ျားရွေးရန်မဲကျဲမကို ပြောလေသည် ပထမဦးစွာဆရာကြီးသည်နေနတ်သားကို ခေါ်၍မဲကျဲမကိုပြသည် ထိုအခါမဲကျဲမကဆိုသည် ဖခင်နေနတ်သားသည် ပူပြင်းလှ၍ကျွန်တော်မမချစ်နိုင်ပါနေနတ်သားထက်မြတ်သူကိုရှာပေးပါဦးထိုအခါနေနတ်သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူက တိန်နတ်သားသာဖြစ်တော်သည်မိုးတိမ်များဖုံးအုပ်သောအခါကျွန်ုပ်မထုံးပနိုင်ပါထိုကြောင့်ဆရာကြီးသည် တိန်နတ်သားကိုခေါ်၍မဲကျဲမကိုပြသည် ထိုအခါမဲကျဲမကဆိုသည် ဖခင် တိန်နတ်သားသည်မဲနေ၍အိဆက်လှပါသည် ကျွန်တော်မမချစ်နိုင်ပါသူထက်မြတ်သူကိုရှာပေးပါဦးထိုအခါတိန်နတ်သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူကလေးနတ်သားသာ ဖြစ်တော်သည်ကျွန်ုပ်သည် နေမင်းကို ဖုံးအုပ်နိုင်တော်လဲလေးတိုက်သောအခါလွင်မျောရပါသည် ထိုကြောင့်ဆရာကြီးသည် လေးနက်သားကိုခေါ်၍မဲကျဲမကိုပြသည် ထိုအခါမဲကျဲမကဆိုသည် ဖခင်လေးနက်သားသည် မတည်ငြိမ်ပါအငဲလှုပ်ရှားရွေလျားလျက်ရှိပါ၍ကျွန်တော်မှမချစ်နိုင်ပါသူထက်မြတ်သူကိုရှာပေးပါဦးထိုအခါလေးနက်သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူက တောင်နက်သားသာဖြစ်ပါတော့သည်ကျွန်ုပ်မိတို့ပင် တကိုးကြည့်တော်လဲ တောင်ကြီးခံနေလျင်မတိုက်ခတ်နိုင်ပါထို့ကြောင့်ဆရာကြီးသည် တောင်နတ်သားကိုခေါ်၍မဲကျွမ်းမကိုပြသည် ထို့အခါမဲကျွမ်းမကဆိုသည်ဖခင်တောင်နတ်သားသည် အလွန်ကြမ်းတမ်းမတောင်းလှပါသည်ကျွန်တော်မှမချစ်နိုင်ပါသူ့ထဲ့မြတ်သူကို ရှာပေးပါဦးထို့အခါတောင်နတ်သားကဆိုသည်ကျွန်ုပ်ထဲ့မြတ်သူကကြွက်တာဖြစ်တော်သည် ကျွန်ုပ်မြင်မြပြီး ကျန်းတန်းမာတောင့်တော်လဲကြွက်ဖောက်လျင် ပေါက်ရတော့သည် ထိုကြောင့်ဆရာကြီးသည်ကြွက်ကိုခေါ်၍မဲကြွက်မကိုပြသည်မဲကြွက်မသည်ကြွက်ကိုမြင်လျင်မြင်ချင်းမေတ္တာတတ်ဝင်ချစ်ခင်ခြင်းဖြစ်သည်ဖြင့်ဖခင်ဤသူသည်ကျွန်တော်မ၏ဖူးစာရှင်ဖြစ်တော်သည်ဤမျက်စိပြူးကလေးနှင့်လှပတင့်တယ်သောယောက်ျားကိုကျွန်တော်မ၏သခင်အဖြစ် ရွေးချယ်လိုပါ၏ဟုဆိုလေသည် ထိုအခါယသေးကြီးသည်မျိုးချင်းတူမှကြည်ပြူသည်မျိုးတူဖြစ်မှကြင်ချစ်သည်ဟုအကြိမ်ကြိမ်ယူဆိုကမဲကြွက်မကိုကြွက်အဖြစ်ပြန်လဲဖန်ဆင်း၍ကြွက်ကလေးနှင့်သေးစားလိုက်လေသည်